ကျမတို့ကိုရင့်ချက်တော်သူဖြစ်ဖို့ဘုရားကလိုရှိတယ်။အဲ့လိုရင့်ချက်ခြင်းရှိဖို့ရန်အတွက်ကျမတို့ဒီတယောက်နဲ့တယောက်တီဆောင်ရမယ်။အဲ့လိုတီဆောင်တဲ့အခါမှာကျမတို့ဘာကိုအခြေခံမလဲဆိုတော့မေတ္တာကိုအခြေခံပြီးတော့လှုပ်ဆောင်တော်သူများဖြစ်ရအောင်။မေတ္တာကစိတ်ရှည်တတ်တယ်၊ခြေစူးပြုတ်တတ်တယ်၊မေတ္တာကခွင့်လွတ်တတ်တယ်။မေတ္တာဟာဂုံပြိုင်ခြင်းမရှိဘူးတဲ့။နော်မာမာနမရှိဘူးတဲ့။အဲ့ဒီမေတ္တာကိုကျမတို့ဘယ်ကနေရမလဲ။ယေရှုခရစ်တော်စီကရတာဖြစ်တယ်။ယေရှုခရစ်တော်ကကျမတို့ကိုချက်တယ်။ ချွလွန်းလို့လဝါးကားတိုင်းမှာသူအသေးခံပေးခဲ့တာဖြစ်တယ်။ဒီနဲ့ကျွန်တော်ကောင်းလွန်းလို့မဟုတ်ဘူးနော်။ ဘာမှမကောင်းဘူးငါတို့အပြစ်ရှိစင်ပါဘင်ယေရှုခရစ်တော်ကလက်ဝါးကားတိုင်းမှာအသင်ခံပေးခဲ့တယ်။သူ့ရဲ့အကပယ်မြတ်တာကိုပြခဲ့တာဖြစ်တယ်။အဲ့ဒီမြတ်တာကိုရတဲ့သင်နဲ့ကျွန်ုပ်ကအချင်းချင်းတီဆောက်တဲ့အခါမှာထိုယေရှုရဲ့မြတ်တာကိုအခြေခံရအောင်။ထိုယေရှုရဲ့မြတ်တာကိုဒါရင်ကျွန်မတို့ကမဟုတ်ပြုရအောင်။ကိုယ့်ရဲ့လှုပ်ဆောင်နိုင်ခြင်းတွေကိုယ့်ရဲ့အတ္တတွေကိုယ့်ရဲ့ဇာတိတွေကိုတော့တော့ကျွန်မတို့ဦးစားပေးမိတယ်ဆိုရင်တော့ယေရှုရဲ့ကိုယ်ခန္ဓာခရစ်တော်ရဲ့ကိုယ်ကိုတီဆောက်ခြင်းမှာကျွန်မတို့နာကျင်ခြင်းတွေရှိနိုင်တာဖြစ်တယ်။ဒါကြောင့်မို့ကျွန်မတို့မြတ်တာနဲ့တီဆောက်ဖို့ရန်အတွက်ကျွန်မအနေနဲ့ ဖွန်အားပေးချင်တာဖြစ်တယ်